ဘာနဲ့ဘွဲမှာ Emoryn Casemiro ကိုလူစားလဲခဲ့ရတဲ့အကြောင်းရင်းတွေထွက်ပေါ်လာ။အားလုံးပဲမင်္ဂလာပါများ။ Manchester Football ဆောင်တင်ဆက်နေပါတယ်။ Ruben Emoryn ကတော့ Spurs နဲ့ Manchester United ရဲ့ဒင်းတို့ရဲ့တပတ်နှစ်ကိုစီတည်ကြားခဲ့တဲ့ဘွဲမှာမိကုံထုတ်စရာလူစားလဲလည်မှုတစ်ခုပြုလုပ်ခဲ့ပါတယ်။ညနေနဲ့ Spurs တင်းတို့ကအကျိနဲ့ကစားခဲ့ကြပြီးတော့တပတ်နှစ်ကိုစီတည်ကြားခဲ့ကြတာပါ။ညတဲ့ကပထမပိုင်းမှာအန်ပူမိုးရဲ့ဂိုးနဲ့ဥဆောင်ထားခဲ့ပေမယ့်ဒုတိယပိုင်းမှာတော့စပါးကတဲနဲ့ရစ်ချာလီဆန်တို့ရဲ့ဂိုးတွေနဲ့ပြန်လဲဥဆောင်နိုင်ခဲ့တာပါ။ ။ဒီမှာပိုင်းမှာတော့ United ရဲ့ကွင်းလေက Gasmero ရှိနေလို့ Spartan ရဲ့တိုက်စစ်လမ်းကြောင်းတွေကိုဟန်တားနိုင်ခဲ့ပါတယ်။ Gasmero ကအသက်အရွယ်ရနေပြီဆိုပေမဲ့အတွေ့အကြုံကိုသုံးပြီးတော့ကောင်းမွန်တဲ့စွမ်းဆောင်တွေကိုပြသထားနိုင်စေဖြစ်ပါတယ်။ဒုတိယပိုင်းမှာတော့ Gasmero နေရာမှာ Ugarte ဝင်ရောက်လာပြီးတော့ United ကဂိုးတွေဇက်တိုက်ပြီးခဲ့ရတာပါ။ဒီပေါ်မှာကက်စမဲရိုကိုလူစားလဲခဲ့တဲ့အမော်ရင်ကို United ပရိသတ်တွေကအတော်လေးဒေါသထွက်နေခဲ့ကြတာပါ။ဒါပဲလူစားလဲဖို့ဘရာဇီးလားကိုရိုင်းကတောင်းဆိုထားခဲ့တာပါ။ကက်စမဲရိုဟာစပါကွင်းနဲ့လူစားနဲ့ဘောလုံးရှင်လူရမှာထိခိုက်သွားခဲ့တာပါ။ အဲဒါကြောင့်မလို့ Emory ကကက်စမီရိုကိုထုတ်ခဲ့ပြီးတော့ Ugarte ကိုထည့်သွင်းခဲ့ရတာပေါ့ကက်စမီရိုမရှိတဲ့ United ရဲ့ကွင်းလယ်ကဒေါ်လေးကိုအားနည်းသွားခဲ့ပြီးတော့ခြေပါကူးနဲ့ဥဆောင်ကိုပြန်လည်ခွင့်ပြုပေးထားခဲ့ရပါတယ်ကက်စမီရိုကအသက်34နှစ်ရှိနေပြီဆိုပေမဲ့ညတဲ့ကွင်းလယ်မှာတော့လိုအားနှုန်းကောင်းကောင်းနဲ့မောင်းနှင်ထားနိုင်စေဖြစ်ပါတယ်မိုင်းနီကိုလည်းနီပြ Emory ကတည်ပြီးတော့အရန်ကြီးမကြိုက်တယ်လို့ Ugarte ကလည်းခြေစွမ်းမပြနိုင်ပါဘူးရတဲ့အနေနဲ့လာမယ့်ပြောင်းရွှေ့ဈေးကွက်ဒီမှာကွင်းလယ်လူတစ်ခေါ်ယူဖို့မဖြစ်မနေလိုအပ်နေခဲ့ပါရီဒီကနေ့ရဲ့အတင်ဆက်မကတော့လောက်ပါပြီခင်ဗျာနောက်ဆုံးရအားကစားသတင်းတွေအပြောင်းရွှေ့သတင်းတွေနဲ့ စိတ်ဝင်စားဖို့ရအကြောင်းအရာတွေကိုတင်ဆက်ပေးမှာမလို့ page ကို like and follow လုပ်ထားပြီးတော့ video လေးကိုလည်း share ပေးကြပါအောင်ပြောရင်းနဲ့ညီကုန်းချုပ်ပါရမြော်